ိန္ဒိယနိုင်ငံအမဒါဘတ်လေဆိပ်ကနေဒီအင်္ဂလန်နိုင်ငံကို ပြန်တမ်းမဲ့လေယာဉ်ဟာလေဆိပ်ကနေပြန်ထွက်လာပြီးစက္ကန့်ပိုင်းမှာပဲပြတ်ကျသွားခဲ့ပါတယ်။ မြေပြင်ကိုကြားရောက်တဲ့ချိန်မှာပောက်ကွဲမှုကြီးဖြစ်ပြီးတော့ဒီမီးတွေလည်းလောင်ကျွမ်းသွားခဲ့ပါတယ်။အာလေရင်ပေါ်မှာပါလာတဲ့သူတွေနဲ့လေစိတ်နာကဒီမြေပြင်ပေါ်မှာရှိနေတဲ့သူအ ਨੇ ဆုံးလူပေါင်း290ကျော်တိဆုံးခဲ့ရပါတယ်။လေရင်ပေါ်မှာပါလာတဲ့သူတယောက်ကတော့အော်စရာ ကောင်းလာအောင်ဒဏ်ရာအနည်းငယ်ပဲရပြီးတော့အသက်ရှင်ခဲ့ပါတယ်။လေရင်ကတော့ဒီ boring ကုမ္ပဏီရဲ့နောက်ဆုံးထုတ် 787-8D Dream အဲ liner အမျိုးအစ ားဖြစ်ပြီးသူဟာဒီအမျိုးသားတွေက ထမဆုံးအကျိန်ပြတ်ကြတာလည်းဖြစ်ပါတယ်။လေရင်ပေါ်မှာပါတဲ့ခီးတဲ့တွေနဲ့လေရင်ဝန်ထမ်းစုစုပေါင်း၂42ယောက်ထဲကတယောက်ပဲအသက်ရှင်ပြီးတော့ကျန်တဲ့သူတွေအားလုံးကတော့တေဆုံးသွားပြီလို့အာဏာပိုင်တွေကယူဆပါတယ်။အသက်ရှင်ကျန်ရတဲ့သူကတော့ business dam မှာပေါ့လေ business class ရဲ့ဒီအနောက်အရေးပေါ်ထွက်ပေါက်နဲ့ကတ်နေတဲ့ထိုင်ကုန်ဖြစ်တဲ့ခုံနံပါတ် 11A မှာထိုင်နေသူဖြစ်ပါတယ်။ဆိုတော့သူ့မှာတော့ဒဏ်ရာအနည်းငယ်ပဲရခဲ့ပြီးတော့အခုတော့ းရုံမှာစောင့်ကြည့်ကူတာနေပါတယ်။ဘာကြောင့်ပြစ်ကြရတဲ့ဆိုတဲ့အကြောင်းရင်းကိုလည်းသေချာမသိရသေးသလိုဟိုဒီ boring company ဘက်ကတော့ Air India company ကို အကူအညီတွေပေးသွားမယ်လို့ဆိုထားပါတယ်။လေရင်ပေါ်မှာတော့ဒီအိန္ဒိယနိုင်ငံသား 169ရောက်နောက်ပြီးတော့ဗြိတိန်နိုင်ငံသား53ရောက်ပေါ်တူဂီ9ရောက်နဲ့ကနေဒါနိုင်ငံသား1ရောက်ပါပါတယ်။အသက်ရှင်ကျန်ရတဲ့သူကတော့အိန္ဒိယလူမျိုးအင်္ဂလန်နိုင်ငံသားဖြစ်ပါတယ်။မြေပြင်မှာတော့လီရင်ကဒီဆရာဝန်တွေနေထိုင်တဲ့နေအိမ်တန်းလျားပေါ်ကိုပြတ်ကျသွားခဲ့တာဖြစ်ပြီးမြေပြင်မှာဆိုရင်လည်းလူဦးရေအားဖြင့်ဆိုရင်90ကျော်လောက်သေဆုံးတယ်လို့ဆိုပါတယ်